င်္ဂလာပါရှင်အခုတခါဖတ်ပြပေးမယ့်ဝိတုတိုလေးကတော့စာရေးဆရာမကြီးခင်နေယူရဲ့ကျမတို့အမျိုးဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် မတ်ရွှေတင်သည်ရုံတက်သွားရန်အတွက်ရေချိုးလျက်ရှိနနက်ပိုင်းတွင်ရေချိုး၍လှလာပါပါရုံသို့သွားရသောမတ်ရွှေတင်သည်ညပိုင်းတွင်ရေသေးရ၏ကိုသေးသောရေကိုကိုချိုးရ၍မတ်ရွှေတင်သည်ပုံမူကျေနပ်၏နှွေပေါက်ကလေးကမတ်ရွှေတင်တို့အိမ်ကန်းသို့ရေမတက်သည်မှာကြားပါပကောရေထမ်းမလာသောနေများတွင်ညမလေးမောင်လေးများနှင့်ရေသေးရ၏ရန်ကုန်တွင်နေလျင်ရန်ကုန်ဒလိကိုလိုက်နိုင်ရပေမယ့်မဟုတ်ပါလား ရေချိုးရေမှအေးမြီကြံကားရှိသေးသည်ရေချိုးခန်းတကားကို သူညမတွင်မတ်ရွှေခင်းသည် လာ၍ခေါင်း၏မမရွှေတင် အပြင်မှာအဲ့တဲ့ရောက်နေတယ်ဟမ်ဘသူတဲ့လဲရေချိုးနေလို့ခနာဆောင်ပါလို့ပြောကွယ်မနက်ပိုင်းဧည့်သည်လာရင်မတ်ရွှေတင်ရုံတက်ရသည်မှာကတိလင်တာနိုင်လာ၏သို့သောမတွေ့လျင်လည်းမဖြစ်ကြပေသူတို့စောင့်နေမယ်လို့ပြောတယ်သူတို့ကကျမတို့အမျိုးတဲ့ တို့များအမျိုးဟုတ်လားတို့အမျိုးစုဝါခင်မကဖြစ်ရမှာပေါ့မတ်ရွှေခင်မသိဘူးလားမတ်ရွှေတင်သည်ဆက်ပြတိုက်ရင်ပြန်မေးလိုက်၏မတ်ရွှေခင်သည်ရေချိုးခန်းအပြင်မှထွက်သွားပုံမရသေးပင်မသိဘူးမမရွှေတင်ရတခါမှလည်းမမြင်ဘူးဒါဖြင့်ဘလို့လုတ်ပြီးတို့များအမျိုးလို့မတ်ရွှေခင်ကပြောရတာလေအဲ့ဒီတော်ကြီးကပြောတာကိုဟမ်အဲ့ဒါနဲ့ဟုတ်ရောလားသူတို့ကပြောတယ် ဖီဖီတို့ရဲ့အဖိုးကသူ့တို့အဖိုးကိုတူတော်တယ်လို့ပြောတယ်။စကထားဖွဲ့ရင်းနေသလားအောင်မရအောင်မင်းမြမမတ်ရွှေခင်ဤစကလုံးများကရှုပ်ထွေးလာသည်မတ်ရွှေတင်ကနည်းနည်းစိတ်တူလာ၏။ကဲကဲဒီတော့အဖေအဖိုးကအဲ့ဒီမိန်းမကြီးအဖိုးကိုတူတော်တယ်ဆိုတော့အဲ့ဒီမိန်းမကြီးနဲ့ငါတို့เนี่ยဘာတော်တယ်လဲ။ ိုရီကိုမျက်နှာတုပ်ပွားနဲ့တုံရင်မတ်ရွှေတင်ကမိကွန်ပြန်မိလိုက်သောအခါအပြင်မှဖြီးတန်းကိုရုတ်တရက်မကြာရပြီအတန်ကြာမှပင်မတ်ရွှေခင်အတန်ထွက်လာပြန်၏မတိပါဘူးမမရဖဖေကိုခေါ်ပြတော့ငါနဲ့တူမနှစ်ဝမ်းသုံးဝမ်းလောက်ကွဲမယ်ဆိုတော့အဲ့ဒီတော်ကြီးရဲ့ကျမတို့နဲ့ကညမဝမ်းခွဲတွေပေါ့ကဲဒီလိုဆိုလဲပြီးရောတကယ်တယ်ဖေဖေအဖိုးကသူ့အဖိုးကိုတူတော်တယ်နဲ့ရှုံလိုက်တာ တော့တော့ကော်ဖီတွေပါတွေတိုက်နဲ့မတ်ရွှေတင်သည်ပျော်ပျော်ဆူဆူနှင့်ရေချိုကန်တကားကိုဖွင့်လိုက်တော့အခါညမငယ်သည်နှက်ခမ်းကိုစူပွားစူပွားလုံနေသည် သူတို့ပြောသလိုမတ်ရွှေခင်ကမမကိုပြောရတာပါဘဲသည်မလဲလူများကိုပဲစူချင်းတာပဲကော်ဖီလဲသွားတိုက်ပြီးပြီငါတို့မတောက်တတ်ဘူးတဲ့မတ်ရွှေတင်စိတ်ထဲမှာရည်ချင်လာ၏သူညမထွေးနှင့်သူ့အမျိုးတို့သည် လုံထွေးရှက်တင်ဘလို့ဖြစ်နေကြသည်မသိပေ ကဲပါကွယ်စူတာမဟုတ်ပါဘူးကိုတနခါလူပြီးလာမယ်ပြောထားစိတ်လိတ်တွေဘာတွေတဲလိုက်နော်မရွှေခင်သည် နေရာမှပင်မရွှေသေးပြီဟေးတော့ပြောကြည့်လေဟွန်းမပြောချင်ပါဘူးသူတို့ကကော်ဖီလည်းမတောက်ချင်ဘူးစိတ်လိတ်လည်းမတောက်ချင်ဘူးတဲ့သူတို့လိုချင်တာအလုပ်တဲ့သိရဲ့လားသူ့မှာတားရှိရောက်နဲ့တမိနှစ်ယောက် ရှိတဲ့တဲ့အဲ့ဒါတားရှိရောက်ကိုအလုပ်ရှာပေးရမတဲ့ဟေး မတ်ရွှေတင်ပါဇက်များသည်ကျေဝန်းစွာဟာ၍သွားကြသည်ပြီးတော့ပြီးတော့အဲ့ဒီကလေးတွေကအကြီးဆုံးအသက်အစိမ့်ရှိပြီသူတို့ဘယ်နှတန်းမှမအောင်ဘူးတဲ့ကဲမကယောမတ်ရွှေတင်သည်ခေါင်းရှုပ်သွား၏ကြောက်တိုင်လိုမမရက်ခါမရွေ့မရှာရက်နေသောညမကိုစိတ်တူလာ၏သွားပါဟာသွားကြည့်ပါငါလာပြီးကြည့်ပြောပါမယ်သူတို့ကိုချင်းချင်းငန်ငန်သွားစကားပြောနေပါတော်ကြဆင်းရဲတဲ့အမျိုးမို့သူတို့ကိုဂယုမဆိုင်ဘူးထင်းနေမယ် တီတော်မှပင်မတ်ရွှေခင်သည်မလုတ်တလုံးနှင့်အိရှိခန်းသို့ထွက်သွားတော်သည်မတ်ရွှေတင်သည်တနခါမြန်မြန်လူအဝေးအစားမြန်မြန်လေးလိုက်ရ၏ ။အိရှိခန်းသို့ထွက်လာသောအခါတွင်မူယောဂီလုံကြီးဝတ်ထားသော အသက်40ခန့်မိန်းမကြီးတစ်ယောက်နှင့်40ပတ်ဝန်းကျင်လောက်ပင် ရှိမည်ဖြစ်သောယောက်ျားတစ်ယောက်ကို တွေ့ရသည်။မိန်းမကြီးသည်ဘရုံမှအသည့်ဆက်ဆက်အပေါ်အင်ကြီးကိုခြေတစ်ချောင်းနဲ့ထိုး၍ဝတ်ထား၏။ဖော့ပါများ၍ဝါနေသောအောက်ခံပေါ်လီမတတ်မရက်ကိုဘရုံမှအပအောင်၌ထင်ထင်ရှားရှားတွေ့နေရသည်။ပုံမကြသောဗော်လီဝတ်ထားတော်လဲသူရင်သားမှာမူမူဖောင်းပင်ရှိနေပေသေးသည်အသားလက်လက် ပါပြင်ပေါ်တွင်တနခါကိုပါပါကျဲကျဲလူရွေထားသည်မျက်နှာပင်ပြည့်ပြည့်ဖြူဖြူရှိတော်လဲသပင်မှာကျို့တို့ကျဲတဲ့ပေါင်နေ၍မိမအူကြီးလိုထင်ရ၏သို့သော သူ့မျက်လုံးမှာ တိတ်အရွယ်ကြီးပုံမရသေးဟန်ဖော်ပြနေပေသည်ယောက်ျားကြီးမှာပိန်ပိန်ပါပါဖြစ်၍ပါချောင်ချောင်နှင့်မျက်လုံးပြူပြူဖြစ်သည် မျက်နှာတုပ်ပွားညင်ညစ်ကိုခေါင်းမှာပေါင်းထားတော်လဲသူ့အပေါ်ပုံအင်ကြီးမှာဖွှတ်လျှော်ပြီးစားဖြစ်ပုံရ၏မိဘူးမတိုက်၍ကြေမွားနေပေသည်သူသည်ဘာမဆိုမိမ့်မဤဩဇာအတိုင်းတတဝေမတိန်လုံးမြေယောက်ျားတို့ပုံလိုခပ်ပြော့ပြော့ပင်ဖြစ်သည်အော်အော်မိန်းကလေးကမတ်ရွှေတင်ဆိုတာလားမိမကြီးကခတ်တွတ်တွတ်နှုတ်ဆက်လိုက်ဟုတ်ဟုတ်ကဲ့ မရွှေတင်သည်ပင်တခါမှမမြင်ဘူး၍အဆွေအမျိုးတို့ကိုစကားပြောရ၌အံ့အားသင်နေသည်ငါတို့ကိုမတိဘူးလားကွတရေချောင်းကလေးဝါခေမှာတစ်ဖက်ကမ်းမှာမင်းတို့အမေစဘာစီတွေရှိတော့ငါတို့ကစောင့်ရတာပေါ့မင်းအမေကလေသူ့စဘာတွေလာကြည့်တိုင်းသူ့ဘို့လုံကြီးတွေအင်ကြီးတွေအမြဲယူယူလာတတ်တာဥလီလည်းပါတပေါ့သူသည်ဖျားကန်းရှိရင်ထိုင်နေသောမတ်ရွှေတင်အဖေအားလက်ညှိုးထိုးပြ၏ တို့နဲ့မင်းတို့နဲ့ဆိုဦးလေးတို့အဖိုးကတို့အဖိုးကို တူတော်တယ်လीလာပြန်လေပြီမတ်ရွှေတင်သည်ရည်ကျင်လာ၏ဤနနက်တွင်တော့ဖေဖေအဖိုးကသူတို့အဖိုးကို တူတော်သည် နှင့်ပင်စခန်းသွားရမည်ထင်သည်အခုထိယောက်ျားလို့သူသည်စကားမပြောသေးပေပြုံး၍ပင်နားထောင်၏မင်းတို့အကိုကြီးကြောက်ပိတ်လိုလာရင်လीငါကလောက်စလုံးလွယ်အိတ်လေးကိုကိုင်းပြီးလိုက်ရတယ်သူတို့ကလောက်လေးခွားတွေကိုင်းပြီး ငှက်ကလေးတွေစာကလေးတွေပေါ့ကွယ်သစ်ပင်ပေါ်မှာပြစ်ကြတာပေါ့ဟုတ်ကဲ့မမတ်မိဘူးလားကွယ်မင်းကမျက်ခုံးမွေးထူတာကလွယ်လို့မင်းအမေနဲ့လည်းမတူဘူးနော်မင်းအမေလိုနှာတန်ပေါ်ရင်ချောမှာအမှန်တော့မတ်ရွှေတင်ကိုအကြီးတန်းသည်ဟုပြောနေခြင်းပင်ဖြစ်၏မင်းအမေဆုံးတာလေတို့အများမသိလိုက်ဘူးဟုတ်ကဲ့ဟိုစကားလေးပြောတာပေါ့ကော်ဖီလေးတောက်ပါအောင် မရွှေတင်ကအေးစားပြု၍အပေါ်ရည်တင်းလာသောကော်ဖီခွက်များကိုလက်ညှိုးထိုးပြလိုက်သည်တို့အမကော်ဖီမတောက်တတ်ပါဘူးကွယ်ယောက်ျားကြီးကခက်အေးအေးပင်ပထမဆုံးပြန်၍ပြော၏ခလေးမရှိဘူးလားအတော်ကြီးကစကားဆက်ပြန်သည်ကျမမှာမိဆိုတဲ့တမီးလေးတယောက်ပဲရှိပါတယ်ဟေးငါမှာတော့၁၀ရောက်တောင်ရှိတယ်၁၀ရောက်လုံးအဖက်တင်တယ်အကြီးဆုံးကောင်ကအသက်အစိတ်ရှိပြီဒီလိုကွယ် ဝါခင်မဘက်မှာကျူတော်ကြီးကိုဓပုံတွေကအောင်းပြီးစစ်တပ်ကိုခဏခဏပြစ်တယ်။ဒီတော့စစ်တပ်ကကျူတော်ကိုရှင်းရောဒုတတွေကိုကျူတော်ရှင်းဖို့စစ်တပ်ကခေါ်တော့ဓပုံကတခါဒုကိုတက်ပြန်းရောပြီးတော့လေဒုများမှာလဲလေးပါလီရှိသေးတယ်။ဒါပေမဲ့လုံလေမလုံရဲဘူး။လုံလေအကြောင်းမထူးပါဘူး။နှစ်တိုင်းလို့လို့အခွန်က၃လေးခွန်စောင့်ရတယ်။ဓပုံလည်းအခွန်ပေးရတယ်။အစိုးရလည်းပေးရတယ်။သစ်ပြင်းလည်းပေးရတယ်။ အတော်ကြီးသည်မငိမ့်ချမ်းသောကာလ၏တော်ရွာအခြေအနေကို သူတက်တယ်လို့ဖော်ပြနေ၏ဒီတော့မနေရတာနဲ့တို့အားလုံးကောက်ငင်းစေတဲ့ဆန်စေတဲ့ကြိတ်ပြီးရန်ကုန်ထွက်လာခဲ့တယ်အမှန်တော့အတော်တတ္တိကောင်းသော အတော်ကြီးအဖြစ်ချီးကျူးရပေမည်ရန်ကုန်၏အကြောင်းကိုဘာမှမသိပဲပြုံးကနေကလေးစေရောက်နှင့်လာရဲသည် ဆိုသည်မှာခေတော်တတ္တိမဟုတ်နီးစရာမရှိတာနဲ့ရွှေဒီကုံဖျားပေါ်တက်နေလိုက်ရော အတော်ကြီးဤစကားလုံးများကမြမာတို့ဤနေမှုထိုင်မှုလွယ်လိုက်ပုံကို ဖော်ပြနေလေသည်စရောက်ကလေးကလီဥလေးကိုတွေ့ကျင်လွန်းလို့ရွှေတကုံဖရာရင်ပင်မှာသုံးရတီတီစောင့်နေလေဤသည်လဲတဒုခါပင်ဖေဖေသည်ရွှေတကုံဖရာကိုလာမည်ဟု သူတို့အားဘသူပြောထား၍များစောင့်ကြသည်မသိပင်တလောက်ရိုးတော်လဲမရွှေတင်ကတနာလာသည်အဲ့ဒါနဲ့ရှီလျာတော်သူ့ပုံမြင်ကို အတော်ကြီးကစာပြန်သည် တခါကဖာအီးကိုတို့များသွားကြပြန်ယောဟိုမှာနှိမ့်တိုင်းပဲဦးလေးလာနုလာနုနဲ့စောင့်လိုက်တာတုံးရလုံးလုံးပဲနောက်ဆုံးနေစိတ်ပြက်တာနဲ့တို့အသားမိတွေလှိုင်းကူကြီးသွားကြည့်ယောလှိုင်းကူကတခုတခုမှာလူတစ်ယောက်တစ်ယောက်ထိုင်းပြီးစောင့်လန်းလန်နေတယ်အဲ့ဒါနဲ့ငါကရှင်တို့ဒီမှာဘာလုပ်နေတာလဲလို့မေးတော့သူတို့ကလှိုင်းကူဆောင်တဲ့တလဘလောက်ရလဲဆိုတော့90လောက်ရတယ်တဲ့ရှင်တို့လာကဘသူပေးလဲဆိုတော့ အမချုပ်ကြီးကပေးတဲ့။အဲ့ဒီအမချုပ်ကြီးကဘာတူလဲဆိုတော့တခင်နူးတဲ့။မရွှေတင်သည်ရည်ကျင်လာပြန်၏။သို့တော့ခတ်တီတီပင်ဆက်၍စိတ်ရှိရှိထားကနားထောင်ရ၏။ဒီတော့လီငါစိတ်ထဲမှာငါသားလေးတွေဒီလိုအလုပ်မျိုးဆို လုပ်နိုင်တာပေါ့လို့ဖြစ်လာတာပေါ့။ဦးလေးနဲ့ပိုးတွေ့ကျင်လာတာပဲ။ဦးလေးသမီးတယောက်ကအမချုပ်ကြီးစီမှာအလုပ်လုပ်တယ်ဆိုတော့ငါသားရှိယောက်ကိုအလုပ်ပေးနိုင်မှာပဲဆိုပြီး ဝမ်းသာလိုက်တာမပြောနဲ့တော့အဲအဲ့ဒါနဲ့မရွှေတင်သည်ပို၍ပို၍ရည်ကျင်လာပြန်၏ဒီနေ့တော့ဘာပဲဖြစ်ဖြစ်စုလေဖျားဖူးရအောင်ဆိုပြီးတို့လီမယားနှစ်ယောက်ထွက်လာတာဖျားရှိခိုးပြီးစုလီနဲ့ကြီးတွားကြတော့သည်တည်းကြော့ရင်းနဲ့နတ်ကြီးရဲ့တပည့်တော်မှဦးလေးကိုတွေ့အောင်လက်ညွန်ပေးပါဘောင်းတော်ဆက်ပါမယ်လို့ဆုတောင်းပြီးရှစ်ခိုးခဲ့တယ်အဲ့ဒါနဲ့ဖခင်ဘော်ကဆင်းပြီးဒီလန်အတိုင်းရှောက်လာဒီတိုက်ဖက်ကြည့်လိုက်တော့ ဝိရဏနာမှာဦးလေးမတ်တက်ရနေတာကိုတွေ့ပါရောတခဲတယ်ဘာပြောကောင်းမလဲတို့နှစ်ယောက်ပြည့်တက်လာတာပေါ့သူဒီရွှင်လန်းအားရတက်ကြွစွာနဲ့ဇကားကိုရက်လိုက်တော့ဤသူဤအဲ့ဒါနဲ့ပုံပြင်ဆုံးရင်ဘာပြဿနာလာမည်ကိုမတ်ရွှေတင်ကတက်ခနဲတီလိုက်ဤမတ်ရွှေတင်ထင်သည်အတိုင်းပင်ဒါကြောင့်ငါတို့အလုပ်ပေးပါကွယ်ဘာပဲလုပ်ရလုပ်ရကုလီတော့မထက်မရစင်းနဲ့အတော်ကြီးကဏီကုံချုပ်ကိုစိုးဤ မတ်ရွှေတင်သည်ရုတ်တရက်ဘာပြန်ဖြေရမည်မသိပင်အာကိုစွာနှင့်လာရောက်အကူကြီးတောင်းသည်မှာတော့မှန်ပါ၏သို့သောမတ်ရွှေတင်သည်အာကိုထိုက်သူမဟုတ်ကြောင်းကို သူကိုယ်သူသာသိပေ၏မတ်ရွှေတင်ကူညီလိုက်၍အလုရသည်ဆိုသည်မှာဖြစ်တောင်းဖြစ်ခဲ့သောအကြောင်းတစ်ခုပင်ဖြစ်သည်သို့တော်လည်းတတ်နိုင်သလောက်ကူညီမဆာရပေအောင်မည်ကူညီရမည်သူတွေကလည်းစာလဲတတ်ပုံမပေါ့ ညာတကားနဲ့အဆွေအမျိုးတို့ကိုတင်ကဟောစာချီးမြှင့်ထောက်ပံ့ရခြင်းသည်လဲမင်္ဂလံမင်္ဂလာတပားပင်မဟုတ်ပါလားဤသို့ကျန်းကန်ပါဠိလာရှိသည်မှာတော့မှန်ပါသည်ဒါပေမဲ့မတ်ရွှေတင်မှာဘာတကူမှမရှိလေတော့စာမတက်သောလူရှိယောက်ကိုဘာအလုံးများရှာပေးရပါလိမ့်မတ်ရွှေတင်ဤကောင်းတို့သည်တဖြည်းဖြည်းလေး၍လေး၍လာ၏လှန်ကူကြီးကိုရော မဆောင်ရဘူးလားမိမကြီးကဆိုပြန်သည် အဆောင်လိုချင်ရင်တော့အဆောင်ကျင်ဆောင်ရမှာပေါ့ဒါပေမဲ့သက်ဆိုင်ရာကိုရှောက်ရတယ်ဆောင်တဲ့လူတွေကိုတခင်နှုကလက်ခပေးတာမဟုတ်ဘူးမတ်ရွှေတင်အဖြေကြောင့်မိမကြီးသည်ငန်း၍သွား၏ကဲလီဒီလိုလို့ဘတ်ကားနဲ့ပြန်ဖို့ငွေ15ကျပ်ကျမပေးလိုက်မယ်ခလေးတွေဝတ်ဖို့အဝတ်အစားလည်းပေးလိုက်မယ်အလုပ်စုံစမ်းလို့ရတဲ့အခါအတော်ကြီးကိုလာပြောမယ်ဘယ်စရက်လာခဲ့ရမလဲအခုစရက်မှမဟုတ်တော့ဘူးတန်ပုံချိုင်ရမ်းနေပြီ မင်းကမိမကြီးတယောက်ကတနာလာကြီးရဲ့ဆိုပြီးတို့ဟုခေါ်သွားလို့အဲ့ဒီအိမ်လိုက်နေတယ်အလိုဖရာဖရာရန်ကုန်ဤတနာလာကြီးရဲ့မှာမိမကြောက်စရာကောင်းကြီးကို အတော်ကြီးတီးပါလေစားဒီတော့အရက်အုပ်လူကြီးကိုတို့နာမည်မေးလိုက်ရင်တီးပါတယ်တို့အိမ်နံပါတ်နဲ့လမ်းတော့ငါမသိဘူးမတ်ရွှေတင်ကမတ်ရွှေခင်ကို မျက်ရည်ပြလိုက်လေရင်မတ်ရွှေခင်သည်အဝတ်တထုံနှင့်ငွေ15ချပ်ကိုယူ၍လာလေသည် သူတို့သည်အဝတ်ထုံးနှင်းငွေ ကိုယူကာပြန်၍သွားကြတော့သည်မတ်ရွှေခင်သည်မျက်မှောင်ကျုပ်က သူ့အမအနာသို့ကတ်လာပြန်၏မမရွှေတင်ကလည်းသူတို့ကြိုက်မှန်းမသိမကြိုက်မှန်းမသိငွေပေးလိုက်တယ်အဝတ်ဟောင်းတွေလည်းပေးလိုက်တယ်သူတို့ကအိမ်ဝယ်မလို့တဲ့သူတို့ကအိမ်ဝယ်နိုင်လောက်အောင်ပတ်စံရှိတဲ့လူကိုတလူနည်းနည်းပါပါပေးတာသူတို့ကိုနှိမ်ရကြတာပေါ့အိုကွယ်ကိုတက်နိုင်တဲ့လောက်ထောက်ပံ့ရတာပဲသူတို့အိမ်ဝယ်မယ်ဆိုတာလည်းကိုမသိပါဘူး မမရွှေတင်တနခါလူနေတော့ကျမကိုပြောပြတယ်။လေးပင်သုံးခန်းနဲ့သူတို့ကိုလာခေါ်တဲ့မိမကြီးရဲ့အိမ်နဲ့သူတို့ကအဲ့ဒါဝယ်မလို့တဲ့။ဟဲမရွှေခင်ရဲ့မမကိုစောစောကပြောရော့ပေါ့။ဝယ်လိုက်ရင်ဒုက္ခပါပဲ။တော်ကြငွေလဲဆုံးအိမ်လဲမရဖြစ်မှာ။ကျမကတော့ပြောပါတယ်။တော်ကြဝယ်ပြီးမှဖြတ်ပေးရလို့ဒုက္ခရောက်မယ်လို့ပြောလိုက်တယ်။ဒါပေမဲ့လေးပင်သုံးခန်းအိမ်တစ်လုံးကိုငွေ350နဲ့ရမယ်ဆိုတော့တော်သားပဲ။ မရွှေခင်သည် အတွေ့အခေါ်၌ယူသားလာပေသည်ဤတကားဤခင်၌ဝလုံးလေးချောင်းထောင်၍ထရံကားလိုက်ခြင်းကိုလည်းလေးပင်သုံးခန်းအိမ်ဟုခေါ်သည်ကို တွေ့မိမည်မထင်ပေသူအတွေ့သည်ငွေစုံကြိုင်မွေးလာသူလို ပြင်တောင်ကသွုံမပြင်ကလေးတိုင်ကြီးတွေနှင်းအိမ်လောက်ကိုသာစင်စားနေသလားမသိပေနောက်နေ့ရုံစင်ချိန်တွင်မြမထွေမရွှေခင်သည် ပြာလောင်ပြာလောင်နှင့်စီချိုပြန်၏မမရွှေတင်ဒီနေ့သတင်းစာဖတ်ရလား အေးဖတ်တယ်ဘာဖြစ်လို့လဲတန်ပုံဆိုင်မှာဓာတ်အိုးကွယ်လို့လူတွေမေ့တချို့သေးတယ်တဲ့အဲ့ဒါကျမတို့အမျိုးတွေများပါလားမသိမနေ့ကလာတဲ့အမျိုးတွေလေဒါတော့မသိပါဘူးကွာအရင်သွားကြည့်လိုက်စမ်းပါကိုတော့သူတို့အတွက်အလုပ်စဉ်းစားလို့ကိုမရသေးဘူးမရွှေတင်သည်ဤအလုပ်လက်မဲ့တစုဤပြဿနာကိုဘယ်လိုဖြေရှင်းရမှန်းမသိပင်မင်းစီလေးဘာလေးလုံးရအောင်ကလေးဘယ်နဲ့တမ်းမှမအောင်ဘူးဆိုတော့ခက်သားလား မတ်ရွှေတင်သည်ဆက်၍ညင်းညူလိုက်၏မြမတယောက်ဖြစ်သူမတ်ရွှေခင်ကလက်ရှိဖြစ်ပေါ်နေသောအရေးအခင်းများကိုယခုမှတိလာဟန်ပေါ်၏စာလဲမတက်ဘူးဒီသားရှိရောက်စာမတင်တာအမှားရဲ့သူကဘဝင်မြင့်စွာဆုံး၏တုံးမာနေတဲ့လူတိုင်းကိုစာတက်ရလိမ့်မယ်လို့ဘသူပြောလဲဟာဖုန်ကြီးကြောင်းလေးပါလေးမှာတော့တင်ဘူးရင်တင်ဘူးမှာပေါ့သူတို့ဝမ်းအောင်သူတို့ဘလို့ကြောင်းရလဲမှာမသိဘူး မတ်ရွှေတင်အဖြေကြောင့်မတ်ရွှေခင်သည်ငြိမ်သက်သွားရတော့လေသူကစိတ်ကြည်နဲ့ပုံမပေါ်ပင်သူကခေါင်းမာ၍ဘာမစိုးဘဲအခြေအနေရောက်ရောက်ကိုခြေတော့ပေါ်ကိုရက်နိုင်အောင်ကြိုးစားရမည်ဆိုသောသဘောကိုတက်ဝင်သူဖြစ်သည်တခါတခါတော့လေအခြေမှရိုင်းလာသောအခါသူတစ်ပါး၏အကူအညီအမအစကိုတောင်းခံရပေမည်သူတို့ကအမျိုးအနေနှင့်အာကိုဟန်ရှိသည်အမျိုးကတော်လာသည်ဆိုပြန်တော့လေတာဝန်ကရှိသည်ဟုယူဆ၏ စင်ရည်သည်ဖြစ်စေချမ်းသာသည်ဖြစ်စေအမျိုးသည်အမျိုးပင်မဟုတ်ပါလားမိမိချမ်းသာသလိုချမ်းသာခဲ့ခြင်းလည်းအကောင်းသာစဘာစီလေးပါလေးဆောင်ခိုင်းရ၏ယခုတော့မတ်ရွှေတင်တွင်စဘာတစည်းမျှပင်မပိုင်ပင် တနင်္ဂနွေနေ့နနက်တွင်မတ်ရွှေတင်သည်ယုံမတရား၍အိယာထဲမှဆော့ဆော့မထခွေမြဲခွေ၍နေလေသည် သူညမထွေးသည်အိယာဘေးသို့ရောက်လာပြန်သည် မမရွှေတင်ထပါအိုးစိတ်လည်းမဆိုးနဲ့နော်ဟိုကျမတို့အမျိုးတွေလေလာပြန်ပြီအေးအေးလာမယ်လာမယ်ကဲကော်ဖီတိုက်ထားဩသူတို့ကော်ဖီမတောက်တတ်ပါဘူးဆိုခဏခဏပဲတိုက်ခိုင်းတာပဲအိုး ခုလောက်ဆိုရန်ကုန်မှာကြပြီပဲတောက်တယ်ရောပေါ့မောင်လေးမောင်ရွှေကြီးကဝင်ရွေပြော၏မတ်ရွှေတင်က မျက်နှာတက်ပြီးဧကန်းသူထွက်မြေအလုံးတွင်မတ်ရွှေတင်ဤအတော်ဒေါ်ရွှေကျော်ကတာရွေထား၏ဒီမှာမတ်ရွှေတင် သူ့တို့အတွက်အလုရှာရပြီလားရှာတာပဲဒေါ်တော်ရဲ့ဘဲမှာချက်ချင်းရမလဲအေးတခုတော့ရှိတယ်ခုချက်ချင်းဒီတပြုံကြီးနဲ့ဒီလို ထိုင်စားနေလို့ရန်ကုန်မှာဒုက္ခရောက်သွားမယ် တို့တို့မြေကွက်လေးမှာစိုက်ပျိုးစားမလားစားမယ်ဆိုရင်နေမလားမေးလိုက်တီတော်မှာပင်မရွှေတင်သည်ရင်ထဲမှာနေနေပေါ်သွားတော်သည်ဧကန်တို့ထွက်လိုက်လျင်ပင်အလုရပလားလို့လာမေးတာဟုမိမကြီးကစီရွေဆိုပြန်၏ဒီလိုအတော်ကြီးကျမတို့ရန်ကုန်ဆိုတာအိမ်ပြဿနာကကိုတော်တော်ခတ်တယ်ပြီးတော့အတော်ကလေးတွေကလည်းစာလဲမတက်ဆိုတော့ချက်ချင်းအလုရဖို့တော့ခတ်သားပဲဒါပေမဲ့တဖြည်းဖြည်းရှာတာပေါ့ ခုအတော်တွင်ကျမတော်လေးကတခုစီစဉ်ပြီးတယ်အတော်ယောက်ျားကစိတ်ပြိုးစားတက်လားအမလီစားတက်တာပေါ့တော်အဲဒီတော့ဒေါ်လေးကြော့မြေမှာတဲလေးတခုရှိတယ်အဲ့ဒီတဲလေးမှာနေအဲ့ဒီမြေမှာစိုက်ပြိုးပြီးစားအဲ့ဒီအနားတဝိုက်မှာတော့စွတ်ကျဲဆက်ယုံလို့စေးစုပန့်ရယုံလို့ရှိတယ်အဲ့ဒီယုံတွေမှာလေနေစားအလုပ်တော့တဖြည်းဖြည်းရမှာပဲဘယ်နဲ့လဲသဘောကျလား ကြတာပေါ့ကြပါလေခုအိမ်ရှင်ကလည်းတောပြန်ပြီးကြံသွားနေကြွေးကိုရောင်းခိုင်းနေတယ်သူတို့နဲ့ဘာဆိုင်လို့ရောင်းခိုင်းရတာလေမသိပါဘူးတော့ငါပါလာတဲ့ကောင်းညင်းတဲ့ဆန်လဲသူတို့တစိမ့်စီတခွဲစီခွဲယူတာကုံပြီအိမ်ရောဝဲပြစ်သေးလားမဝဲပါဘူးကြွေးပြန်ရောင်းပြီးမှအိမ်ဝဲရမှာအဲ့ဒါလည်းမဝဲနဲ့အောင်တော်ကြဖြတ်ပြီးနေရအောင်မယ်ကဲဒေါ်လေးကြော်မြေကိုတွားကြည့်မလား ကြည့်မနေပါဘူးချက်ချင်းပြောင်းမယ်ဒေါ်လေးဒေါ်ရွှေကြောသည်ပြုံစီစီနှင့်ပြက်ကြရင်ကိုလှမ်းကြည့်၏ကဲဗုဒ္ဓဟူးနေ့မနေ့အားလုံးလာခဲ့ပြီတော့ငါတို့မှာထမင်ဟိုတလုံးမဲ့ပါတယ်ကဲကဲဒီကပေးလိုက်မယ်စံလဲကုန်ရင်ဒီကထပ်ပေးလိုက်မယ်အတော်ကြီးသည်ဒီတော့မှပင်ပြုံပြုံရွှင်ရွှင်နှင့်ထ၍ပြန်သွားတော်သည် အီဇလန်၌ဒေါ်ရွှေကြောသာတခန်းဝင်မပါလိုက်လျင်ဤကုံမချုပ်နိုင်ပဲစံမျောရမည်သာဖြစ်၏။ယခုမှပင်ညာတကာနှင့်အဆွေအမျိုးတို့အားတင်ကဟောစာတင်းကြိုထောက်ပံ့ချီးမြှင့်ရခြင်းသည်လေမင်္ဂလံမင်္ဂလာမြည်ဤဟူသော မင်္ဂလာတရားတော်နှင့်ညီညွတ်၍သွားရပေတော်သည်တကား။အပေးနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။